Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချက်ရလွယ်ကူတောက်လို့ကောင်းတဲ့စွချက်နီးလေးကိုချက်ပြမှာဖြစ်ပါတယ်ရှင် အားလုံးမီလေးနဲ့တူတူလက်ကြည့်ကြရအောင်เนาะဒီစွဆိုရင်တော့မူရတီအတွက်ဆိုရင်တော့အရန်ကိုအစင်ပြေတဲ့စွလေးပဲဖြစ်ပါတယ်ရှင်စေဖဝင်တဲ့စွလေးဖြစ်ပါတယ်ရှင်အဓိကပါဝင်တော့ပျက်စီးပါရှင် တမယာတိပါမယ်စပလင်ပါမယ်စက်တွန်ဒီအလုံးသားလေးပါမယ်နနံပင်အမြစ်ပါမယ်ပတဲကောပါမယ်စိတ်ဖူးဥပါမယ်ဘိုက်ကဖောက်ရွက်ပါမယ်ရှာနနံပါမယ်ဒီရွက်ကြတော့မိလဲနမဲ့ခွန်မတက်ဘူးเนาะတိရလူရှိရင်တော့ကိုမမမှတ်လာခဲပေးကြပါရှင် မှုပါမယ်ရှင်မှုကြတော့တဒုံးစီလှီထားပေးပါတယ်ရှင်ကင်းမုံနဲ့ပစုံနဲ့ပါရှင်ရေကိုတော့ဆင်အောင်စေးထိစေးထားပေးပါတယ်ရှင်မကြီးမဲ့ဖြော်ရေပါမယ်ရှင်ထောင်းထားတဲ့ငရုတ်စိမ့်တောက်ပါမယ်ရှင်ကဲအရင်ဆုံးမိလေးတို့ရေရင်ထဲပါမယ်ရှင်။ ပတဲကောထဲ့မယ်စပလင်ထဲ့မယ်နန်နံပင်အမြစ်ထဲ့မယ်စက်တုန်ဒီအလုံးသားလေးကိုထဲ့မယ်ပြီးရင်စိတ်ဖူးဦးထဲ့ပါမယ်ရှင်ပြီးလို့ရှိရင်တော့အစာကိုဟင်းခက်စွန်းတဝက်လောက်ထဲ့ပေးပါရှင်ပြီးလို့ရှိရင်တော့ထောင်းထားတဲ့ငရုတ်စိမ်းတောက်ကိုထဲ့ပါမယ်ရှင် ပြီးလို့ရှိရင်တော့မှုေပေးပါရှင်ရေနွေးဆူလာပြီးဆိုရင်တော့မိလေးတို့မကြီးမဲ့ဖြော်ရည်လေးထည့်ပါမယ်ရှင် ြီးလို့ရှိရင်တော့လှီထားတဲ့မှုကိုထည့်ပါမယ်ရှင်။မှုကြတော့ဒူကနည်းနည်းနူရခတ်တဲ့အတွက်နည်းနည်းကြကြလေးချက်ပါမယ်ရှင်။ရင်ွေးဆူလာပြီးဆိုရင်တော့ပစုံနဲ့ကိမုံနဲ့ထဲ့ပါမယ်ရှင်။ ကင်မုံနဲ့ပစုံထဲတဲ့ခါမှာဖြည်းဖြည်းလေးပဲမှွေပေးပါရှင်။ဘာဖြစ်လို့လဲဆိုတော့ကင်မုံနဲ့ပစုံရဲ့ညီတဲ့အနက်တွေထွက်မှာစိုးလို့ပါရှင်။ပြီးလို့ရှိရင်တော့တကြားကိုဟင်းခတ်စုံတစ်ဝက်လောက်ထည့်ပေးပါရှင်။ငံပြာရေး၃စုံလောက်ထည့်ပါမယ်ရှင်။ဖြည်းဖြည်းလေးပဲမှွေပေးပါရှင်။ တက်ကိုပိတ်ပြီးတော့ဒီနမေခေါ်မတက်တဲ့အရွက်ထည့်ပါမယ်ရှင်။ရှာနနဲ့အရွက်ထည့်ပါမယ်ရှင်။ဘိုက်ကဖောက်ရွက်ထည့်ပါမယ်ရှင်။ဒီရွက်ကိုထည့်တဲ့ခါကျရင်တော့ဂတ်အိုးကိုပိတ်ပေးပါရှင်။ပြီးလို့ရှိရင်တော့တံမြာရေးသုံးစွန်းထည့်ပေးပါရှင်။ ။တမယာရေကိုကြတော့နောက်ဆုံးမှထည့်ပေးပါရှင်။မိလေထည့်ထားတဲ့အရာဓာတွေကကွက်တိကျနေတာမို့ဘာမှထက်ထက်စရာမလိုပါဘူးရှင်။ကဲချက်ရလွယ်ကူတောက်လို့ကောင်းတဲ့ဆုတ်ကိုချက်ပြထားပြပါရရှင်။တငယ်ချင်းတို့လည်းအားတဲ့ချိန်မှာဒီဗီဒီယိုကိုကြည့်ပြီးတော့ချက်စကြည့်ပါနော်။ပြီးရင် ရှင်တော့မိလေးကို like and share လုပ်ပေးဖို့မမေ့ကြပါနဲ့เนาะကျေးဇူးတင်ပါတယ်ရှင်